ညဥ်ကလပါနှစ်ချင်းခရီးရဲ့အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှာကြိုဆိုပါတယ်။ရှင်လူကခရီးဝင်အခန်းကြီး23အငယ်1မှ56သူအခါမိအရာရှိအပေါင်းတို့သည်ထ၍ကိုရောကိုပြိလက်မင်းထံသို့ဆောင်းသွားကြပြီးလင်ဤသူသည်ပြည်သူပြည်သားများကိုလှည့်ဖြား၍မိမိသည်ခရစ်တော်ဒီဟုသော ရှင်ဘုရင်ဖြစ်ကြောင်းကိုဆိုလျက် ကဲတာဘရင်ကိုအခုမဆက်နှင်းဟုမြစ်သားဒီကိုအကျွန်ုပ်တို့တွေ့ပါပြီဟုအပြစ်တင်ကြ၏ပိလမင်းကတင်သည်ယူဒရှင်ဘရင်မှန်တယ်လို့ဟုယေရှုကိုမေးလင်မင်းကြီးမေးသည့်အတိုင်းမှန်သည်ဟုမိန့်တော်မူ၏ပိလမင်းကဤသူ၌အဘယ်အပြစ်ကိုမျှငါမတွေ့ဟုယေဘုရဟိအကြီးတို့နှင့်လူအပေါင်းတို့အားပြောဆိုလင်ထိုသူတို့သည်တာ၍ပြင်းစွာသောအသံနှင့်ဟစ်ကြော်လျက် ဤသူသည်ဂါလိလဲပြည်မှစ၍ဤအရက်တိုင်းအောင်ယူဒပြည်၌အနှံ့အပြားဆုံးမဩဝါဒပေး၍လူများကိုနှိုးဆော်သောသူဖြစ်ပါသည်ဟုရှောက်ဆိုကြ၏ပိလက်မင်းသည်ဂါလိလဲဟုသောစကားကိုကြားလျှင်ထိုသူသည်ဂါလိလဲလူဖြစ်သလောဟုမေးမြန်း၍ဟေရုမင်းပိုင်သောသူဖြစ်သည်ကိုသိသောအခါထိုမင်းထံသို့ပို့စေ၏ထိုအခါဟေရုမင်းသည်ယေရုရှလင်မြို့၌ရှိသည် ထိုမင်းသည်ယေရှုကိုမြင်လျင်အလွန်ဝမ်းမြောက်ခြင်းရှိ၏အကြောင်းမူကားအထက်ကတည်င်းတော်များကိုကြား၍ကိုရောကိုမြင်ခြင်းကကြာမြင့်စွာ အလိုရှိသည်ဖြစ်၍ပြတော်မူသောနမိတ်လက္ခဏာတစ်စုံတစ်ခုကို မြင်ရမည်ဟု မျှော်လင့်လျက်နေ၏သူအခါဟေရုမင်းသည် ကိုရောကိုများစွာမေးမြန်းတော်လေအဘယ်စကားကို မျှပြန်တော်မမူယေဘုရောဟိတ်အကြီးနှင့်ဂျမ်းပြူစရာတို့သည်ထ၍ပြင်းထန်စွာအပြစ်တင်ကြ၏ ဟီရိုမင်းသည်စစ်သူရဲတို့နှင့်တကွကုရိုကိုမခတ်မညာပဲပြည့်ရင်ပြူ၍တင့်တယ်သော အဝတ်ကိုဝတ်စီပြီးမှ ပြည်လက်မင်းထံသို့ပို့ပြန်စေ၏ထိုနေ့၌ပြည်လက်မင်းနှင့်ဟီရိုမင်းတို့သည် အချင်းချင်းအဆွေဖွဲ့ကြ၏အထက်ကရံဘက်ဖြစ်ကြသည် ဂျပန်ပြည်လက်မင်းသည်ရီပရိုဟိအကြီးမင်းအရာရှိလူများတို့ကိုခေါ်၍ပြည်သူပြည်သားများကိုပုံကန့်စေသောသူကဲ့သို့ဤလူကိုတင်တို့သည်ငါထံသို့ပို့ဆောင်ကြသည်ဖြစ်၍တင်တို့ရှိမှငါစစ်ကြောသောလေတင်တို့တင်သော အပြစ်တစ်စုံတစ်ခုကိုမြသူနိုင်ငါမတွေ့ဟေရိုမင်းသည်လည်းမတွေ့ထိုမင်းထံသို့ငါပို့စေပြီးဤသူသည် အသေးတက်ခြင်းကိုခံထိုက်သော အမှုတစ်စုံတစ်ခုကိုမြမပြုထို့ကြောင့် သူကငါဆုံးမ၍လွတ်မီဟုဆိုလေ၏ထိုပွဲ၌လူများတို့အားတစုံကြောက်တော်သူကိုမလွတ်ပဲမနေရသတည်းလူအပေါင်းတို့ကထိုသူကိုထုတ်ပါလောအကျွန်ုပ်တို့အားဘရဘကိုလွတ်ပါလောဟုတညီတညွတ်တီးဟစ်ကြော်ကြ၏ထိုဘရဘကမြို့၌ပုံကန့်ခြင်းအဖြစ် လူအသက်ကိုတတ်ခြင်းအဖြစ်ကြောင့်ထောင်ထဲ၌လောင်ထားတော်သူဖြစ်သတည်းပိလမင်းသည်ယေရှုကိုလွတ်ခြင်းတော်ကြောင့်သူတို့အားတပံပြောဆိုလေ၏ သူတို့ကလည်းထူထူကိုလဝါကတိုင်မှာရိုက်ထားပါရိုက်ထားပါဟုဟစ်ကြော်ကြ၏ပြီးလက်မင်းကထူထူသည့်အပေအပြစ်ကိုပြုပြီးသည်နီတေထိုက်သောအပြစ်တစုံတစ်ခုမျှသူ၌ငါမတွေ့ထို့ကြောင့်သူကိုငါဆုံးမ၍လွတ်မီဟုသုံးချိန်မြောက်အောင်ဆိုလင်လူများတို့သည်ထူထူကိုလဝါကတိုင်မှာရိုက်ထားစေခြင်းကကြီးစွာသောအတန်နှင့်ကြက်ကြက်တောင်းသဖြင့်သူတို့၏အတန်နှင့်ယိပရောဟိအကြီးတို့၏အတန်သည်နိုင်လေ၏ ပြည်လက်မင်းဒီလေသူတို့တောင်းသည့်အတိုင်းဖြစ်စေခြင်းငါစီရင်၍ပုံကန့်ခြင်းအဖြစ်လူအသက်ကိုတတ်ခြင်းအဖြစ်ကြောင့်ထောင်ထဲမှာလှောင်ထားသောသူကိုလူများတောင်းသည့်အတိုင်းလွတ်ပြီးမှယေရှုကိုသူတို့အလိုသို့အပ်လိုက်လေ၏ကိုရောကိုထုတ်သွားကြစဉ်ရှိမုန်အမည်ရှိသောကုရီနေပြည်သားတယောက်သည်တုံးရွာမှလာသည့်ကိုသူတို့သည်တွေ့လျင်ဖမ်းဆီး၍ယေရှုနောက်တော်၌လဝါကတ်တိုင်တော်ကိုထမ်းစေကြ၏ နောက်တော်၌လိုက်သောလူများအပေါင်းတို့တွင် ကိုရောကြောင့်ငိုကြွေးမိတန်းသောမိမအချို့ပါ၏ထိုသူတို့ကိုယေရှုသည်လှည့်ကြည့်၍ယေရုရှလင်မြို့သမီးတို့ငါကြောင့်မငိုကြွေးကြနှင့်မိမိတို့နှင့်မိမိတို့သားများကြောင့်ငိုကြွေးကြလော့အကြောင်းမူကားမြုံသောမိမသည် မင်္ဂလာရှိ၏ပတိတ္တိမယူဘူးသောဝမ်းနှင့်သူငယ်မဆုဘူးသော သားမြတ်သည် မင်္ဂလာရှိ၏ဟု ပြောရသောနေ့ရက်ကာလရောက်လိမ့်မည် ထိုအခါသူတို့ကအိုးတောင်များတို့ငါတို့အပေါ်တို့ကြကြပါအိုးကုန်းများတို့ငါတို့ကိုဖုံးအုပ်ကြပါဟုခေါ်ကြလိမ့်မည်အကြောင်းမူကားစိမ့်သောအပင်ကိုဤသို့ပြုကြလျင်၆သောအပင်၌အဘယ်သို့ဖြစ်လိမ့်မည်နည်းဟုမိန့်တော်မူ၏ထိုအခါကိုရိုနှင့်အတူလူစုနှစ်ယောက်တို့ကိုလည်းတတ်အံ့သောငါထုတ်သွားကြ၏ကရာနီအမိရှိသောအရက်သို့ရောက်ကြသော ကိုရိုနစ်တကွထိုလ်လူစုတို့ကိုလက်ရတော်ဗန်နိုက်တယောက်လက်ဝဲတော်ဗန်နိုက်တယောက်လဝါကတ်တိုင်မှာရိုက်ထားကြ၏ယေရှုကလည်းဦးအဖသူတို့၏အပြစ်ကိုလွတ်တော်မူပါသူတို့သည်ကိုပြုတ်သော အမှုကိုမတိကြဟုမွတ်ဆိုတော်မူ၏အဝတ်တော်ကိုလည်းဆက်ရည်တန်ချ၍ဝေဖန်ကြ၏လူများတို့သည်လည်းကြည့်ရှုလျက်ရက်နေကြ၏ထိုသူတို့နှင့်အတူမင်းအရာရှိတို့က ဤသူသည်သူတပါးတို့ကိုကဲတင်တတ်၏ခရစ်တော်ဒီဟုသောဖျားသခင်ရွေးချယ်တော်မူသောသူမှန်လျင်ကိုကိုကဲတင်ပါလိစေဟု၍ပြည့်ရဲ့ပြုကြ၏စစ်သူရဲတို့သည်လည်းလာ၍ပုံးရီကိုကပ်ပြီးလျက်တင်သည်ယူဒရှင်ပြည်မှန်လျင်ကိုကိုကဲတင်လောဟုပြည့်ရဲ့ပြုလျက် ဆိုကြ၏ခေါင်းတော်ပေါ်မှာ တက်၍အပြစ်ဖော်ပြသောကပီးလိစာချက်ဟုမူကား ဤသူသည်ယူဒရှင်ဘရင်ပေတီဟုဟေပြဲဘာသာဟေလတဘာသာယောမဘာသာအဖြစ်ရေး၍ကောင်းတော်ပေါ်မှတက်တည်းဆွဲထားသော လူစုနှစ်ယောက်တွင်တစ်ယောက်ကသင်သည်ခရစ်တော်မှန်လင်ကိုကို၎င်းငါတို့ကို၎င်းကဲ့တင်လောဟု ကိုတော်ကိုကဲ့ရဲ့၍ဆိုလေ၏တယောက်မူကားမိမိအဖို့ကိုဆုံးမ၍သင်သည်ဤသူနည်းသူအပြစ်ဒဏ်ခံရပင်ဘုရားသခင်ကိုမကြောက်သလော ငါတို့သည်ကိုပြုမိသောအပြစ်နှင့်အလျောက်ခံရသည်ဖြစ်၍တရားသဖြင့်ခံရကြ၏ဤသူမူကားအဘယ်အပြစ်ကိုမျှမပြုဟုဆိုပြီးလျှင်တခင်ကိုရောသည်နိုင်ငံတော်တည်လျက်ကြွလာတော်မူသောအခါအကျွန်ုပ်ကိုအောက်မိတော်မူပါဟုယေရှုကိုရှောက်ဆို၏ယေရှုကလည်းငါအမှန်ဆိုသည်ကားယနေ့တွင်တဲ့ဒီငါနဲ့အတူပရဒိတုဘုံ၌ရှိလိမ့်မည်ဟုမိန့်တော်မူ၏ ထိုအချိန်သည်မွန်းတဲ့အချိန်လောက်ဖြစ်၍သုံးချက်တီအချိန်တိုင်အောင်မြေတပြင်လုံး၌မောင်မိုက်အတိဖြစ်လေ၏။ဤအယောင်ကွဲပြောက်လေ၏။ဗိမာန်တော်ဤကလကသည်နှစ်ဖြာကွဲလေ၏။ယေရှုသည်လည်းကြီးသောအသံနှင့်ကြွေးကြော်တော်မူပြီးလျှင်ဦးအဖာအကျွန်ုပ်စိတ်ဝိညာဉ်ကိုကူတော်လက်၌အကျွန်ုပ်အပ်ပါ၏ဟုမိန့်တော်မူလျက်အသက်ချုပ်တော်မူ၏။ထိုအချင်းအရာတို့ကိုတတ်မှုသည်မြင်လျှင် စင်စစ်ဤသူတီဖြောက်မတ်တော်သူမှန်ပေ၏ဟုဆို၍ဘုရားသခင်ကိုချီးမွမ်းလေ၏ထိုအမှုကိုအကြည့်အရှုလာတော်သူအပေါင်းတို့သည် ထိုအချင်းအရာများကိုမြင်လျင်ရင်ဘတ်ကိုခတ်၍ပြန်သွားကြ၏ဂါလိလဲပြည်မှနောက်တော်သူလိုက်လာသောမိန်းမတို့နှင့် ကိုရောကိုတိကျွမ်းတော်သူအပေါင်းတို့သည်လည်းအဝေးကကြည့်ရှု၍ရက်နေကြ၏ ်ထိုအခါယူဒပြည်အရိမသဲမြို့သားယောသက်အမည်ရှိသောလှုပ်အရာရှိတယောက်သည် အခြားသောလှုပ်အရာရှိတို့၏တိုင်ပင်စီရင်ခြင်းကိုဝန်ခံတော်သူမဟုတ်ဖျားသခင်၏နိုင်ငံတော်ကို မျှော်လင့်သော သူတော်ကောင်းသူတော်မြတ်ဖြစ်သည်နှင့်ပိလက်မင်းထံသို့ဝင်၍ယေရှု၏အလောင်းတော်ကိုတောင်းလေ၏အလောင်းတော်ကိုချ၍ပိတ်ချောနှင့်ပတ်ရစ်ပြီးလင်တရကူးမြမတင်းကြူဘူးသောကြောက်တင်ကြိုင်တွင်၌ထားလေ၏ ထိုနေ့ကအဖိတ်နေဖြစ်၍ဥပုံနေအချိန်ဤတည်းဂါလိလဲပြည်ကကုရောနေအတူလာသောမိမများသည် သင်္ချိုင်းတော်ကို၎င်းအလောင်းတော်ကိုအဘယ်သူထားသည်ကို၎င်းအကြည့်အရှုလိုက်လာကြ၏ထိုနောက်မှ ပြန်သွားပြီးလျှင်စီမွေးနှင့်နတ်သားမျိုးကို ပြင်ဆင်၍ပြည့်ညတ်တော်အတိုင်းဥပုံနေ၌အလုံမလုံပဲနေကြ၏။ဇာနာယသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။ ခင်ယနေ့အတွက်ဖတ်ရှုဆင်ခြင်ရသောတမန်ကျမ်းစာနှုတ်ကပတ်တော်မြတ်အဖြစ်ခွန်အားယူတည်ဆောက်ရသည့်အတွက်ဂျေဇူးတင်ပါ၏သခင်ယေရှုခရစ်တော်ဖခင်၏နာမတော်ကိုယုံကြည်ကိုးစားသူတိုင်းအားဖခင်သခင်ပေးဆောင်သောကယ်တင်ခြင်းဆုဂျေဇူးနှင့်တကားယနေ့ထက်ဒီတိုင်းအသက်ရှင်ရခြင်းအခွင့်ဆုဂျေဇူးတို့အတွက်အထူးပင်ဂျေဇူးတင်ပါ၏ သခင်ယေရှုခရစ်တော်ဖခင်ဤသွန်လောင်သောအသွေးတော်အဖြစ်အဖဖခင်ဤမြစ်တာပါတော်ခွင့်လွှတ်မှုကို ခံစားရသောတာသမီတယောက်ချင်းစီတိုင်းဖြစ်ရခြင်းအတွက် ကိုရောဤကြီးမားသောမြစ်တာတရားအတွက် အထူးပင်ကျေးဇူးတင်ပါ၏တာသမီကျွန်တော်ဂျမတို့၏အသက်တာ၌ခွင့်လွှတ်ခြင်းတရားနှင့်ထိုက်တန်စွာ အသက်ရှင်လျက်ခရစ်တော်ဤမြစ်တာတော်ကိုချီးမွမ်းခြင်းနဲ့တကား အဖတ်ဖျားသခင်ဤဘုံအတရေကိုထင်ရှားစေသောအတ္တတာများအဖြစ်နဲ့အသက်ရှင်နိုင်စေဖို့ယံတုံတင်လျက်လမ်းပြတော်မူပါအဖတ်ဖျားကရဏီတို့တွားရလန်းတလျှောက်လုံးတွင်လေးလံလာသောလဝါကရိုင်ကိုကိုရော့ဤပခုံးမော်တင်၍ထန်းဆောင်ခဲ့ခြင်းသည်ထိုကရဏီလဝါကတိုင်တွင်ကျွန်ုပ်ဤအပြစ်အတွက်အဖို့ခပေးဆက်ရခြင်းဖြစ်သည်ကိုသိရှိရခြင်းအတွက်ဂျေဇူးတင်လျက် အကျွန်ုပ်ဒီလေကိုလဝါကတိုင်ကို ကိုထမ်းပြီးသခင်နောက်တို့နေ့စဉ်ရှောက်လန်းနိုင်သောအတ္တတာဖြစ်နိုင်စေဖို့ရန်အတွက်ခွန်အားပေးမဆတနာတော်မူပါလောကဤကဲ့တင်ရှင်အဖြစ်ကြွလာသောအခါမထီမဲ့မြင်ပြုခြင်းညင်းပယ်ခြင်းကားတိုင်တို့၌ခံစားခဲ့ရသောဝေဒနာအလုံးစုံတို့သည် ကျွန်ုပ်တို့၏အာနေ၍မဆုံလင်သော အပြစ်များကြောင့်ဖြစ်တော်လေ ိုရောဤဂျေဇူးတော်သည် အစဉ်အမြဲလုံလောက်ပြီးတကူတော်သည်ပြီးပြည့်စုံသည့်အတွက်အထူးပင်ဂျေဇူးတင်ပါ၏ထိုဂျေဇူးတရားအားဖြင့်အနာဂတ်ကိုဆက်လက်ရင်ဆိုင်နိုင်သောတတိနှင့်ပြေဝသောသာသမီကျွန်တော်ကျမတို့၏အသက်တာအသီးသီးဖြစ်စေလျက် နေ့စဉ်မိမိတို့၏အသက်တာ၌သခင်ဖျားကိုရွေးချယ်လျက်သခင်ဖျား၏အလိုတော်ကို ပြီးပြည့်စုံသောအသက်တာများအဖြစ်နဲ့အသက်ရှင်နိုင်သောသာသမီကျွန်တော်ကျမများတယောက်ချင်းစီတိုင်းဖြစ်နိုင်စေဖို့ယံကုညီမဆတနာတော်မူပါမည်အကြောင်းသခင်ယေရှု၏နာမတော်မြတ်၌ယူတည်စွာဖြင့်အသက်တာအတီးတီးကိုဆက်ကပ်အပ်နံဆုတောင်းကြပါ၏အာမင် ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောတမိတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသို့ဘုရားထံတော်မှအနန္တမြတ်တော်မဟာကရုဏာကျေးဇူးတော်နှင့် မိတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်သင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်